ြင်တန်ကြားပြည်သက်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်အစဉ်ထုံးလင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော့တူ DVB အစီအစဉ်စတင်လိုက်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မမုံမုံပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမမုံမုံရေဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော် DVB ပြည်သက်အားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ရှင် ုတ်ကဲ့ပါဒီတစ်ပတ်အတွက်ပေးစာတွေထဲကမှပထမဦးဆုံးဖတ်ကြားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းဖောင်းပြင်းမြို့နယ်တွေကပေးပို့လာတဲ့ CDM တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ပေးစာလေးနဲ့အေးဆုံးစပြီးတော့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ TVB ကျွန်တော်ကစကိုင်းတိုင်းဒေသကြီးဖောင်းပြင်းမြို့နယ်က CDM တက္ကသိုလ်ကျောင်းသားတယောက်ပါ NUG အစိုးရအနေနဲ့တော်လှန်ရေးကာလအတွင်းတက္ကသိုလ်ပညာရေးအတွက် online အစီအစဉ်တွေနဲ့ဆောင်ရွက်နေပါတယ် အစင်းမြင့်ပညာကဏ္ဍအတွက်ဂျာကာလာတက္ကသိုလ်18ခုဖွင့်လင့်တင်ကြားနေတာကိုလည်းသိရှိရပါတယ်။ဒီလိုအစင်းမြင့်ပညာရေးကိုတက်ရောက်တင်ကြားဖို့ကျွန်တော်တို့လိုအင်တာနက်အခက်ခဲရှိသူတွေအတွက် ANUG အနေနဲ့ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ။ကျွန်တော်တို့ရက်က CDM တက္ကသိုလ်ကျောင်းသားတွေထဲမှာတက္ကသိုလ်တက်ဆဲကျောင်းသားတွေအများကြီးရှိနေပါတယ်။ဒီအထက်ကမှအစင်းမြင့်ပညာရေးတက္ကသိုလ်မှာတက်ရောက်ခဲ့ကြတဲ့ကျောင်းသားတွေလည်းရှိပါတယ်။ အဲ့ဒီလိုအကြောင်းသားတွေက online ပညာရေးသင်ယူဖို့အခက်ခဲတွေအဆင်မပြေမှုတွေအများကြီးရှိနေကြအောင် NUG MOE အနေနဲ့စင်စက်မပြတ်တော့ပညာရေးမြေပြင်သင်ကြားရေးစနစ်လိုမျိုးတက္ကသိုလ်အကြောင်းသားတွေအတွက်စီစဉ်ထားတာမျိုးရှိသလားဆိုတာကို NUG ရဲ့တာဝန်ရှိလူကြီးတွေကို မေးချင်ပါတယ် DPP ရဲ့အစီအစဉ်တွေကိုအမြဲအားပေးနေပါတယ် DPP လည်းရှေ့ဆက်ပြီးပြည်သူတွေနဲ့အတူဆက်လက်တည်ရှိနိုင်ပါစေဆိုပြီးတော့ စကိုင်းတိုင်းဒေသကြီးဖောင်မြင့်မြို့နယ်မှာရှိတဲ့ CDM ចောင်းသားတယောက်ကလက်ရှိ NUG အစိုးရကိုမေးခွန်းပေးလိုက်တာပေါ့နော်လက်ရှိမြေပြင်မှာရှိနေတဲ့ចောင်းသားတွေကအင်တာနက်ခက်ခဲရှိနေတယ်ဒီလိုအခြေအနေမျိုးမှာမြေပြင်မှာရှိတဲ့ចောင်းသားတွေအတွက်ဒါတက္ကသိုလ်တွေဖွင့်ပေးနိုင်မလားဆိုတဲ့အားမျိုးမေးခွန်းပေးတာကို NUG အစိုးရသိရှိအောင်လို့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါထပ်ပြီးတော့ဖတ်ပြချင်တာက င်္ဂလာပါတော်တူ DBB အဖွဲ့သားများအားလုံးခင်ဗျာတဲ့ကျွန်တော်ကတော့သခိုင်းတိုင်းဒေတာကြီးကကောလင်းသားလေးပါတဲ့ညာရီညတာကင်းဆောင်ရဲဘော်တွေမှာအစအများပြည်သူအတွက်ចောင်းသားចောင်းသူတွေစာတင်စာဖတ်နေရသူတွေအတွက်ကောအနှောက်ယှက်ဖြစ်နေတဲ့စိုက်ကဲအိတ်စောဖွင့်ပြီးမောင်းနေကြတဲ့စိုက်ကဲတဲ့အကျဲကြီးတွေကိုသက်ဆိုင်ရာကောလင်းမျိုးနဲ့အဖွဲ့အစည်းတွေအနေနဲ့ထိန်းသိမ်းပေးဖို့ဒီစာလေးနဲ့တော်တူ DBB ကနေတဆင့်တင်ပြပေးပြီးတော့ ကောလင်းတောင်ဝင်ရှိသူလူကြီးမင်းများတိရှိတားဆီးပေးနိုင်ရဲ့တဲ့ဒီစာလေးကိုဖတ်ဖြစ်အောင်ဖတ်ကြားပေးပါတဲ့ပြည်သူကိုစားစာရီဖတ်ကြားပေးနေတဲ့တော်တူ DBB အဖွဲ့သားများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီဆိုင်ကယ်အိဇောတန်ကြောင့်ဒေသခံတွေအနှောက်အယှက်ဖြစ်နေရတဲ့အခြေအနေကိုဒေသခံတို့ကရှင်ဖွင့်ပေးပို့လာတဲ့စာလေးကိုသက်ဆိုင်သူတွေကြားသိနိုင်အောင်ဖတ်ပြလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါ ကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ့်စာကလည်းဒီစကိုင်းတိုင်းဒေတာကြီးရပဲပို့ပေးပို့လာတဲ့စာပေါ့နော်ဒါအခုဆိုရင်ပထမဆုံး၃တောင်းပါပဲကျွန်တော်တို့ဒီစကိုင်းတိုင်းအပေးပို့လာတဲ့စာတွေဖြစ်ပါတယ်အခုဆက်ပြီးဖတ်ကြားပေးမယ့်နေရာကတော့စကိုင်းတိုင်းဒေတာကြီးကတာလွင့်နေတဲ့ကပေးပို့လာတဲ့ဒါကျွန်တော်တို့ရဲ့ဒီဒီ .dtpb အစီအစဉ်ကိုပေါ့လေအပတ်စဉ်ပုံမှန်ပေးပို့နေတဲ့စာတစ်လောင်းဖြစ်ပါတယ်ရေးသားထားတဲ့အကြောင်းအရာကတော့ .dtpb မင်္ဂလာပါဗျကျွန်တော်တို့စာလေးပေးပို့လိုက်ပါတယ်ဗျစကိုင်းတိုင်းကတာမြို့နယ်မှာ 2025ခုနှစ်ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့အသက်80ပြည့်အမေစုမွေးနေ့အကျိုးမွေးနေ့ပဲကျင်းပခဲ့ပါတယ်။ငါးမြင်းသောကတာလူလူအောင်လံတပိတ်အခွဲကဥဆောင်ပြီးနိုင်ငံကောင်းဆောင်ကြီးအမေဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်အကျိုးမွေးနေ့ပွဲကိုကျေးရွာပြည်သူတွေနဲ့ပူးပေါင်းပြီးတော့မတ်လ18ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။ကျေးရွာပါအဖားနဲ့ပါကဖအဖွဲ့ဝင်တို့တက်ရောက်ခဲ့ကြပါတယ်။ ရေပြင်သတင်းထောက်နဲ့ PDF ရဲဘော်တို့ချို့လဲတယောက်ခဲ့ကြပါတယ်အမေစုရဲ့မိကွန်းစကားတွေကိုပြန်လဲရွတ်ဖတ်ခြင်းတန်ချက်ထိုးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်အမေစုကျမ်းမာပါသည်အသက်ရာကျော်ရှိပါသည်ကြောင်းအမြန်ဆုံးလွတ်မြောက်စေဖို့လဲငါမင်းဆောင်ကတာလူလူအောင်တန်တပိတ်အဖွဲသားတွေနဲ့ကြေးလက်ပြည်သူအပေါင်းကစုမှန်ကောင်းတောင်းလိုက်ရပါတယ်ဒါလေးတွေကိုအများကသိစေခြင်းလို့ရေးလိုက်ရတာပါဆိုပြီးတော့အကြံကင်ပါပေါ့လေဒါအသက်80ပြည့်မွေးနေ့မှာကြာရောက်တော့မဲ့ ဒါလူလူကောင်းသောဒေါ်လဲစုကြည်ရဲ့မွေးနေ့ကိုဒါပြည်သူတွေကလည်းအခုလိုမျိုးဒါအကျိုးတင်ပြီးတော့ဗောလေမွေးနေ့အကျိုးပွဲတွေပြုလုပ်နေတယ်အဲပြီးပြီဆိုရင်လည်းဒါအမေစုဒေါ်လဲစုကြည်ရဲ့ဗောလေဒါသားကိုယ်တိုင်ကလည်းဒါအမေဒေါ်လဲစုကြည်ပြန်လဲလွန်မြောက်ဖို့အတွက်ကိုဒါအားလုံးကိုဝိုင်းပြီးတော့ဗောလေဒါပြည်ပမှာဗောလေတိုက်တွန်းနှိုးဆော်နေရည်လည်းရှိပါတယ်ဗောနော် အဲ့တော့ကျွန်တော်တို့ရဲ့ဒီ .dpp အစီအစဉ်ကိုပေါ့လေကျွန်တော်တို့ပေးစာတွေပေးပို့တော့မယ်ဆိုရင်ဓာတ်ပုံတွေဗီဒီယိုတွေနဲ့လည်းအခုလိုမျိုးပေးပို့လို့ရပါတယ်ခင်ဗျာပေးပို့မယ်ဆိုရင်တော့ email ကနေတစ်ဆင့်ရေးသားပေးပို့မယ်ဆိုရင်တော့ .2dpp@gmail.com ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .2dpp ကိုရေးသားပေးပို့နိုင်ပါတယ် Viber ကနေတစ်ဆင့်ရေးသားပေးပို့မယ်ဆိုရင်တော့အပေါင်း6681 116395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါထပ်ပြီးဖတ်ပြချင်တာကတော်တူ DBB ခင်ဗျာတဲ့ကျွန်တော်က ARV တိုင်းတာပေါင်းမြို့နယ်ကစစ်ဆောင်ပြည်သူတူပါတဲ့ DBB ကြောင့်ကျမ်းမာရေးအဆင်ပြေလာတာလေးကိုပြောပြခြင်းလို့ပါကျေးဇူးနဲ့အရန်ကိုတင်နေပါတယ်စစ်ပေးရှောင်ရင်ကျွန်တော်မှာစီးသွားရခတ်တဲ့ပြဿနာဖြစ်လာပါတယ်တဲ့အခုချိန်မှာဆေးဝါးလည်းမပါခဲ့တော့အတော်အခက်ခဲဖြစ်ပါတယ်ဒါနဲ့ DBB မှာဖော်ပြထားတဲ့စီးရည်နဲ့ထိုင်ခြင်းစီးပူစီးဝါစီးနီစတဲ့စီးနဲ့ကြောက်ကွက်ယောဂါတွေမှာ ကြောက်ဖေုံသည်ပြုတ်၍တခါတောက်တဖန်ခွက်ကိုတနေ့နှစ်ကြိမ်အနေနဲ့၄ကြိမ်တောက်သုံးပေးနိုင်ပါတယ်ဆိုလို့တောက်လိုက်တာနေသားထိုင်းသားအတော်ရှိပြီးတော့တက်တာလာပါတယ်တဲ့အခုလို့ဖော်ပြပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့ပေးပို့လာတာပါဟုတ်ကဲ့ပါ DBB ရဲ့ကျမ်းမာရေးအစီအစဉ်ကြောင့်ပြည်သူတွေအဆင်ပြေသွားတာတွေအမဲဖတ်ပြရလို့ကျမ်းမာရေးအစီအစဉ်ကလည်းပြည်သူတွေအသုံးတဲမဲ့အစီအစဉ်တွေကိုအမြဲစူးစမ်းတင်ဆက်ပေးနေပါတယ်စာရေးသားပေးပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဆက်ပြီးတော့ဖက်ပြပေးခြင်းတဲ့စာကတော့ရန်ကုန်တိုင်းတာကီတာမြို့နယ်ကပြည်ပလာတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေအကြောင်းကိုဆက်ပြီးတော့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရကတော့ရန်ကုန်တိုင်းတာကီတာလေးမြောက်ရက်ကွက်မှာအသက်16နှစ်ကနေ35နှစ်ထိစစ်မှုထမ်းအတွက်ဖောင်တွေကိုလိုက်ပြီးတော့ဖြေခိုင်းနေပါတယ်ရက်ကွက်လူကြီးတွေကလိုက်ကောက်နေတာပါဖဲ့အိမ်မှုယာအိမ်မှု လူကြီးသားသမီးတွေနဲ့မိသားစုတွေကိုကြတော့စီးရင်မကောက်ကြပါဘူး လူကြီးသားသမီးတွေကိုစီးရင်မကောက်ပဲစီးရင်ကောက်မိပါကအဲ့ဒီစီးရင်ကိုအုတ်ချုပ်ရည်မှုယုံရောက်ရင်ပယ်ပစ်ပါတယ်တာကီတာလေးမြောက်ရက်ွယ်အုတ်ကြီးမှစစ်မှုမထမ်းပဲသားသမီးများထွက်ပြေးရင်မိသားစုကိုဖမ်းအိမ်ကိုချိတ်ပိတ်မယ်လို့ပြောပြီးတော့ချင်းချောက်နေပါတယ်ဒါကိုအများပြည်သူ သိအောင်ဖက်ကြားပေးစီလိုပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းတာကီတာလေးမြောက်ရက်ွယ်မှာပေါ့လေဒါလူငယ်တွေကိုဒါစစ်မှုထမ်းဖို့အတွက်ကိုဒါအုတ်ချုပ်ရည်မှုကအတင်းအဓမ္မစစ်မှုတွေဆင်းနေလိုက်ကောက်နေတယ်ဒါပေမဲ့ တို့ရဲ့တာသမီတွေဆွေမျိုးသားချင်းတွေကိုတော့ဒီစီးရင်ကနေပယ်ဖြတ်ပြီးတော့ဒါစစ်မှုထမ်းစီးရင်ထဲမှာပေါ့လေမပအောင်လုပ်ထားတယ်ပေါ့နော်အဲဒီလိုအခြေအနေမျိုးကိုဒါဒေသခံလူငယ်ကရေးပြီးတော့ပို့လိုက်တာပေါ့နော်စစ်မှုထမ်းဥတွေကြောင့်ဒါပြည်သူတွေကဒါစစ်မှုထမ်းနေရတယ်အုပ်ချုပ်ရေးမှုနဲ့ဒါမိသားစုတွေကတော့မလုပ်အောင်ဆိုပြီးတော့ဒါတစ်ဖက်ဆောင်းနေဖြစ်နေတဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့တော့ကတော့ကျမတို့အပတ်စဉ်တိုင်းဖတ်ပြနေရတဲ့စာတွေမှာမပါမဖြစ်ပါပဲเนาะဟုတ်ကဲ့ပါ ဆက်ပြီးတော့ဖတ်ပြချင်တာက DPP ဝိုင်းတော်သားများကျမ်းမာချမ်းသာကြပါစေတဲ့ကျမကဘကိုးတိုင်းဒေသကြီးဖြူမြူနယ်က CDM ကျောင်းဆရာမတူပါအခုဆိုရင်မြန်မာနိုင်ငံမှာတက္ကသိုလ်ဝန်ထမ်းစာမဝဲကြီးဖြည့်ဆိုရမှာခက်ခဲကြောင်းကြဲကြဲလောင်လောင်ကြားနေရပါတယ်ဒါတွေဟာအရေးအချင်းမပြည့်ဝမနိုင်နှင်းခြင်းရဲ့စိုးကျိုးတွေပဲဖြစ်ပါတယ်ပညာရေးနှိမ့်ချခြင်းပညာရေးဆိုင်ရာမကျွမ်းကျင်ခြင်းတို့ကိုလည်းပြသနေပါတယ်အချိန်တန်မြန်မာပြည်ပြန်လည်အေးချမ်းတဲ့အခါ ပညာရေးမှာအောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဆိုပြီးတော့ဒါကတော့လက်ရှိပညာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ CDN ဆီယာမတူဟာသူ့ရဲ့အမြင်ကိုရှင်းဖွင့်သုံးသပ်ပြရတာပါရှင်။စာရေးသားပြပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါ။တက်ပြီးတော့ဖတ်ကြားပေးရင်လည်းစာကတော့ AR တိုင်းဒေတာကြီးရေကြည်မြို့နေတကပြပို့လာတဲ့စာလေးကိုဖတ်ပြခြင်းပါတယ်ခင်ဗျာ။ တော်တူ DPP မှာတောင်းအောင်ရှိသူများခင်ဗျာကျွန်တော်စာလေးကိုကြော်မသွားလိုက်ပါနဲ့တော့တဲ့ဟုတ်ကဲ့ပါဖတ်ပြပေးပါပါခင်ဗျာကျွန်တော်က ARR တိုင်းဒေတာကြီးရေကြည်မြို့နယ်ကပါကျွန်တော်တို့စစ်ပေးရှောင်နေကြရပါတယ်ကျွန်တော်တို့ရေကြည်မြို့နယ်ကစစ်ရှောင်နေမှာအမိုးအကာအစားအစာနဲ့စေဝါအကူအညီတွေလိုအပ်နေပါတယ်ခင်ဗျာသက်ဆိုင်ရာကကူညီနိုင်သူတွေလည်းကြားသိပြီးလာရောက်အကူအညီပေးနိုင်ကြပါရဲ့တော်တူ DVP ကတစင်ရေးသားလိုက်ရပါတယ်ကြည်ကြည်သားဆိုပြီးတော့ က်ရှိဒါအရခတက်တော်နဲ့စစ်ကောင်စီတက်တည်နေပေါ့လေတိုက်ပွဲဖြစ်နေတဲ့ AR တိုင်းနဲ့ဒါရခိုင်ပြည်နဲ့ဆက်မှာတိုက်ပွဲတွေဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဂျမဆိုရင်လည်းတရင်းနေမှာကြီးရတယ်ပေါ့နော်ဒါ AR တိုင်းရေကြီးမြို့နယ်တွေမှာဆိုရင်ဒါဒုက္ခတွေစစ်ပြီးဒုက္ခတွေပေါင်း1600လောက်ကဒါအကူအညီတွေလိုအပ်နေရဆိုရင်တရင်းနေလည်းဒါဖတ်ကြားရတယ်ဟိုတီလည်းတည်နေရတယ်ပေါ့နော် ဒါအခုလိုမျိုးဒီလိုဒုက္ခရောက်နေတဲ့အကြောင်းအရာကိုလည်းဒါ Talk to TVB ကိုဒါဒေတာကန်တွေကစာတွေရေးသားပြီးတော့ပေးပို့လာတယ်ပေါ့နော်အဲ့တော့အဲ့လိုပေးပို့လာတဲ့စာတွေကိုဒါသိမြင်ပြီးတော့ကုညီပေးမဲ့အဖွဲ့အစည်းတွေဒါမဟုတ်ရင်ဒါတက်ဆိုင်ရပေါ့လေဒါအစုဖွဲ့တွေကနေပြီးတော့ကုညီပေးခြင်းနဲ့ဆိုရင်လည်းဒါသွားရောက်ကုညီပို့အတွက်ကိုဒီမှာဒေတာကန်တွေကဒီလိုလိုအပ်နေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ရဲ့ Talk to TVB စီစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်ပြီးတော့ဖတ်ပြခြင်းနာက တော်တူ DVB မှာအကိုနဲ့အမတို့မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင် AR time မူပြင်းမြို့နေရွှေတောင်မော်တိုက်နယ်ကရက်ွက်တွေမှာတဲ့အခုတော်တော်များများဖြစ်လာနေတဲ့အကြောင်းကိစ္စတွေကိုတင်ပြပေးရစီတဲ့ဖဲဝိုင်းကြောက်ဝိုင်းတွေကိုအာနာရှင်ရဲတွေနဲ့ပေါင်ပြီးမတိနားမလဲတဲ့ရွာမှာလာလောက်ကြပါတယ်ပြီးတော့သူတို့ပဲပြန်ဖမ်းကြတယ်ပြီးတော့ရက်ွက်ထဲမှာလည်းစစ်ဘုထမ်းဖို့ငွေများကိုကောက်ခံပြီးသူတို့အောက်ခြေမှာပဲမျှဝေမျှစားလုပ်နေကြတယ်ကုံသွားရင် ကောက်ပြန်နေဗျာတဲ့အခုတော့ငွေတွေမကဘူးအာဓမပေါ်တာတွေလည်းဆွဲနေပါတယ်ဗျာတဲ့ကျွန်တော်ပြောချင်တာကငွေတောင်းတော့လဲငွေထည့်ကြရတယ်ငွေမထည့်နိုင်တော့လူတွေကိုအာဓမစစ်မှုထမ်းခိုင်းပြန်တယ်အာဓမပါပဲ DBB ရေတဲ့မူပင်ရွှေတောင်မော်မှာအခုအရန်ဖြစ်နေတာပါဆိုတဲ့အကြောင်း အများသိအောင်ပြောပြပေးပါ DBB ရေတဲ့နောက်တစ်ခေါက်ဒီမှာလဲဓာတ်ပုံနဲ့တကွာ DBB ကတင်ပြပါအောင်မယ်တဲ့အကောင့်အမီကိုတော့လုံခြုံရေးရမဖို့ပြပေးပါနဲ့ခင်ဗျာတဲ့ ေးဇူးတင်ပါတယ်တဲ့ဒါကတော့ကျမတို့အပတ်စဉ်တိုင်းဖတ်ပြပေးနေရတဲ့ပြည်သူတွေခံစားနေရတဲ့စစ်မှုရန်တော့ကနောက်ဆက်တွဲတွေပါကျမတို့ရဲ့အစီအစဉ်ကဒီဆရာနာမသိခင်ကတော့ဒီပြည်သူတွေပေးပို့လာတဲ့အကောင့်တွေကိုဖော်ပြလေးရှိပြီမဲ့ဒါပေမဲ့ဆရာနာသိပြီးနောက်ပိုင်းမှာပြည်သူတွေရဲ့လုံခြုံရေးအရာအကောင့်နံပါတ်တွေအဲမဲ့အရင်တွေကိုမဖော်ပြစေခြင်းလုံးဝမဖော်ပြပေးပါဘူးရှင်။ဒါကြောင့်စိတ်ချစွာနဲ့ရင်ဖွင့်ရေးသားပေးပို့နိုင်ပါတယ်လို့သတင်းစကားပါပြရစေ။ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီပေးပို့လာတဲ့စာတွေပေါ့လေကျွန်တော်တို့ကတော့ဒါအထူးထင်းထင်းထားပြီးတော့ဒါဘယ်သူတွေကပေးပို့လာတယ်ဘယ်အကောင့်ပိုင်ရှင်တွေကပေးပို့လာတယ်ဆိုတဲ့ဒါနံပါတ်တွေကိုတော့လုံခြုံရေးအရာဒါလုံဝကိုဒါလှုပ်ဝဲထားပေးပါတယ်ခင်ဗျာအဲ့တော့လွတ်လွတ်လပ်လပ်ပဲခုဒေတာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဒါရင်ဖွင့်ရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဆက်ပြီးတော့ဖတ်ပြပေးခြင်းတဲ့စာကတော့ဒီစာကလည်းကျွန်တော်တို့မမမမုံရေးကျွန်တော်တို့ဒီသခိုင်းတိုင်းဒေတာကြီးအရာတော်မြို့နယ်တွေကပေးပို့လာတဲ့စာပါပဲရေးသားထားတဲ့အကြောင်းအရာကတော့ စကားလိုက်ဒီတာကြီးအရေတော်မြို့နယ်ကပါကျမကိုယ်တိုင်ရောက်လာလို့သိရတာပါရွာနယ်မယ်တော့မပြောတော့ပါဘူးအရေတော်မြို့နယ်မြောက်ချမ်းမှာ KI ကုကဲကြီးကဂျင်ဝိုင်းတွေကိုအခုံကောက်ပြီးလောင်ကစားတွေပြုလုပ်ခွင့်ပေးထားပါတယ်ဒါကို NUG အစိုးရသိအောင်တော်တူ DPP ပါတဆင့်ပြောပြပေးပါရှင်တော်လန်ရေးမြ мян ပြီးချိန်ဒီလိုလူမျိုးတွေကိုဖယ်ရှားပေးပါတော်တူ DPP အဖွဲ့သူအဖွဲ့သားများကိုလည်းကျေးဇူးတင်ပါတယ် ျမအကောင့်ကိုတဲ့မပြောပြပါနဲ့တဲ့ဟုတ်ကဲ့ပါဒါသခိုင်းလိုက်ဒေတာကြီးအရာတော်မြို့နယ်ထဲမှာဒါလောင်စာဝိုင်းနေချင်းဝိုင်းနေကိုအခွန်ကောက်ပြီးတော့ဒါခွင့်ပြုနေရပေါ့နော်ဒါဆိုလိုရင်းဆိုတဲ့ဟာတော့ဒီမှာတော့အန်ယူဂျီအစိုးရတည်အောင်လို့ဒါသူရေးထားပုံအရဆိုတော့ဒေတာထဲမှာရှိတဲ့ဒါအန်ယူဂျီအောက်မှာရှိတဲ့ထိချုပ်ထားတဲ့အခွဲတွေကနေပြီးတော့အခွန်ကောက်ပြီးတော့လိုလောင်စာဝိုင်းတွေကိုခွင့်ပြုထားရဲ့လို့ပဲနားလည်လို့ရမှာပေါ့နော် ဲ့တော့ဒီလိုအခြေအနေမျိုးကိုသိရှိအောင်လို့ဖတ်ပြပေးလိုက်ရပါတယ်အဲတစ်ဆက်ထဲမှာပဲအကောင့်လို့မပြောပြပါနဲ့เนาะတဲ့အဲ့တော့ကျွန်တော်တို့အရှိမပြောခဲ့တဲ့လိုမျိုးပဲပဲเนาะကျွန်တော်တို့ရဲ့ဒီ talk to dbb အစီအစဉ်ကိုဒါအကောင့်အစစ်မှန်တွေဒါမှမဟုတ်ရင်တယ်လီဖုန်းနံပါတ်တွေနဲ့လည်းဒေတာပေးပို့လို့ရပါတယ်အဲပေးပို့ရဲဆိုတဲ့အခါကျရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဒါပေးပို့တဲ့သူတွေရဲ့အကန့်အကန့်ရှင်တွေရဲ့လုံခြုံရေးကိုဒါမထိခိုက်အောင်လို့ပေါ့เนาะကျွန်တော်တို့ဘက်ကနေပြီးတော့လုံးဝလှုပ်ဝက်ပြီးတော့ဒါမဖော်ပြဘဲနဲ့ဒါထုံးလေးတစ်ဆက်ပေးပါရခင်ဗျာဒါကြောင့်သိချစွာနဲ့ရေးသားပြဖို့နိုင်ကြပါရခင်ဗျာ ဟုတ်ကဲ့ပါထပ်ပြီးတော့နောက်တစ်တစားဖတ်ပြချင်တာကကိုအောင်ကျော်နဲ့မမမွန်တို့ခင်ဗျာတဲ့ကျွန်တော်ကလဘရောင်းဒေတာကရေးပို့လိုက်တဲ့စာလေးကိုအတိအမှတ်ပြုတင်ဆက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာတဲ့အစီအစဉ်ကိုကျွန်တော်ကြည့်ရပါတယ်ဗျာအချိန်ရရင်နောက်ထပ်စာတို့လေးတွေရေးပို့ပါအောင်မယ်ဗျာကိုအောင်ကျော်နဲ့မမမွန်နဲ့တကွ DBB ဝိုင်းတော်သားများအားလုံးကိုစိတ်နှပြဘေးရန်ကွာ၏ချမ်းသာဒုက္ခပြည့်စုံကြပါစေလို့ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်ဆိုပြီးတော့ပေးပို့လာတာပါ ဟုတ်ကဲ့ပါကျမတို့ရဲ့အစီအစဉ်ကလည်းပြည်သူအစားပါစက်အငါအစီအစဉ်ဆိုတဲ့အတိုင်းပြည်သူတွေရင်ဖွင့်ရေးသားပေးပို့လာတဲ့စာတွေကိုဖော်ပြပေးနေတဲ့အတွက်နောက်ထပ်ပေးပို့လာမယ့်စာတွေကိုလည်းစောင့်မျှော်နေပါတယ်။စာရေးသားပေးပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ဒါအခုမမမဖက်ပြသွားတဲ့စာဆိုရင်ဒါပြီးခဲ့တဲ့တစ်ပတ်ကပေးပို့လာတဲ့စာရဲ့အဆက်လို့ပြောရမှာပေါ့နော်။ဒါပြီးခဲ့တဲ့တစ်ပတ်မှဆိုရင်လည်းဒါလည်း Brown Knox ဂျင်းနီစီမံကိန်းကြောင့် ဒါဒုက္ခရောက်နေရတဲ့ပြည်သူတွေဒီစီမံကိန်းကဒါစစ်တပ်ကိုအကျိုးစီးပွားဖြစ်ပျက်နေတယ်အဲဒီအပေါ်မှာ NGO အစိုးရအနေနဲ့တခုခုစီမံကိန်းချပြီးတော့လုပ်တင်နေဆိုတော့အကြံပြုစာလေးရဲ့နောက်ဆက်တွဲစာလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်ပြီးတော့ဖက်ပြပေးခြင်းတဲ့စာကတော့ချမ်းပြည်နယ်မိုင်းရှူးတောင်ပေါ်ဝန်ကံမှာနေတဲ့ဒေသခံတွေရဲ့ပြပလာတဲ့ရေခွင်းစာလေးကိုဆက်ပြီးတော့ဖက်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတောက်တူ DPP ကျွန်တော်အကောင့်ကိုမဖော်ပြပါနဲ့ခင်ဗျာဟုတ်ကဲ့ပါမဖော်ပြပါဘူးခင်ဗျာ ျွန်တော်ကရှမ်းပြည်နယ်မိုင်းရှူတောင်ပေါ်ဝမ်ကန်မှာနေပါတယ်တောင်ပေါ်မှာမူးယစ်စေဝါတွေကိုလိုင်းကြီးပေးအခွန်ဆောင်ပြီးတော့ရောင်းနေကြရပါတယ်။ဘိန်းစာတခိုးကပေါ်ကျွန်တော်တို့မှာအလုတ်ကန်ကအဆင်မပြေတခိုးဘေးထက်မင်းဘေးကလည်းနှိမ့်ဆက်နေပါတယ်။စစ်မှုထမ်းသူတွက်ဆိုပြီးတဲအိမ်ကိုတပေါင်းကောက်ပါတယ်။နေရအိမ်မရှိလို့ဆက်နှက်ပေး15ပေအကျဲတမိုးတွက်ကအိမ်ဆောက်ရင်လည်းရက်ွက်ဥက္ကဋ္ဌကနှစ်သိန်းတောင်းပါတယ်။ကျွန်တော်ရောမှာအငတ်ဘေးထက် မင်းပြီးခါလဲနှိပ်စက်နေပါပြီဒီစာကိုအများပြည်သူသိရှိစေရန်ဖတ်ကြားပေးပါခင်ဗျာကျေးဇူးတင်ပါတယ်တော်တူ DVB ဆိုပြီးတော့ချမ်းပြည်နယ်မိုင်းရှူးတောင်ပေါ်ဝန်ကံမှာနေတဲ့ဒါဒေသခံကြောက်ကြရင်ဖွင့်ပေးတာပေါ့နော်ဒေသတွေမှာဆိုရင်လည်းဒါမူကြီးစီဝါတွေပေါ်များနေတဲ့အတွက်ကိုဒါနောက်ဆက်တွဲကြာဆွေးမှုတွေများလာတယ်ဒီလိုမူကြီးစီဝါရောင်းနေတဲ့သူတွေကိုလည်းတက်ဆိုင်ရအာနာပိုင်းတွေကဒါမူကြီးလိုင်းကြီးပေးပြီးတော့ခွင့်ပြုထားတယ်ပေါ့နော် အဲဒီနေရာမှာသက်ဆိုင်ရာအာဏာပိုင်တွေဆိုတဲ့နေရာမှာတော့ဘယ်သူဘယ်ဝါလဲဆိုတော့ဖော်ပြထားတာတော့မရှိဘူးเนาะအဲတော့ဒီလိုအခက်ခဲတွေကြားရမှာလဲဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒါအုပ်ချုပ်ရေးမှူးကနေပြီးတော့ပြဿနာတွေမတရားကောက်နေရဲဆိုတော့ဒေတာခံတယောက်ကပြပူလာတဲ့ရင်ခွင့်စာလေးကိုဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါထပ်ပြီးတော့ရခိုင်ပြည်နယ်ဘက်ကလာတဲ့စာတစောင်းဖတ်ပြခြင်းပါတယ် မင်္ဂလာပါတော့တူ DBB ကအကိုနဲ့အမတို့ခင်ဗျာတဲ့ကျွန်တော်ကရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကဖြစ်ပါတယ်ဒါပေမဲ့အခုမှဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာခိုးလုံနေတာရှစ်နှစ်နီးပါးရှိပါပြီတဲ့ကျွန်တော်တို့ဒီဒီလိုမျိုးဒုက္ခသည်ဘဝမျိုးကိုဖျက်ဆီးနေထိုင်လာရင်းနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ဟာမှောင်မိုက်နေရသလိုကလေးငယ်များရဲ့ဘဝများပါဆုံးရှုံးနေကြရတာပါတဲ့ကျွန်တော်တို့ရဲ့ကလေးငယ်များအတွက်စာဝတ်နေရေးကျန်းမာရေးပညာရေးအသီးသီးအတွက် လိုအပ်တဲ့ပံ့ပိုးကူညီမှုများအလုံးအလောက်မရရှိတာကြောင့်ဘဝကိုရှေ့ဆက်ဖို့အမျိုးမျိုးသောခါတိမှုဒဏ်ကိုကြုံတွေ့ခံစားနေကြရပါသည်တဲ့ကျွန်တော်တို့ဒီကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ဖြစ်တဲ့ WFP ကလာစဉ်ထောက်ပံ့မှုတွေနဲ့သာအသက်မွေးဝမ်းကြောင်းနေကြရတာဖြစ်ပါတယ်တဲ့အခုတခါမှာ2025ဧပြီလကနေစပြီးတော့ထောက်ပံ့ငွေ တဝက်ကျော် short ချတော့မှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဒုက္ခရောက်ကြရပါတော့မယ်တဲ့ကျွန်တော်တို့ဒုက္ခသည်တွေက WFP ကလာစဉ်ထောက်ပံ့နေတဲ့လမ်းကြောင်းနဲ့သာဘဝကိုမှီခိုအားထားနေကြရတာပါတဲ့နောက်ထပ်ဘယ်လမ်းကြောင်းကိုမှရွေးချယ်စရာမရှိပါဘူးသို့ပါသောကြောင့်ကျွန်တော်တို့ဒုက္ခသည်များရဲ့ရှင်ဖွင့်စာလေးကိုတက်ဆိုင်သူတွေသိရှိနိုင်အောင် Talk to DBB မှာတဆင့်ဖတ်ကြားပေးပါရန်တင်ပြအကူအညီတောင်းခံအပ်ပါသည်တဲ့ဒါကတော့ WFP ရဲ့အထောက်ပံ့တွင် ရက်ဆိုင်နာရောပါတာတွေကြောင့်ဒါရီယိုမိခိုနေရတဲ့သူတွေကအခုလိုအဆဆရရကြက်တဲပြီးတော့ကုံစင်းနှုံးကြည်မြင့်တဲ့ကာလမှာသူတို့ဒုက္ခတွေပုံမရင်ဆိုင်ရတော့မယ်ဆိုပြီးတော့ဒုက္ခတဲ့တူကရှင်ဖွင့်ပြောပြလာတဲ့စာလေးကိုတက်ဆိုင်သူတွေကြားသိအောင်ဖတ်ပြလိုက်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီဒုက္ခတဲ့ကမ်းမှာဒါနေထိုင်နေတဲ့သူတွေဆိုတာကတော့ကျွန်တော်တို့ဒီအပြင်လက်ထွက်ခွင့်လည်းမရဘူး။ ပြီးရင်ဘာအလုံးမှလည်းလုခွင့်မရဘူးပေါ့နော်ပြီးရင်လည်းဒုက္ခသည်မြန်မာပြည်အနှံပြားမှာဆိုရင်ဒုက္ခသည်သက်ခတ်မှာနေရတဲ့သူတွေကတန်းနဲ့ချီပြီးတော့အများကြီးရှိနေကြတာဒါပြည်တွင်းရဲ့ဒါပြိပခါရဲ့နောက်ဆက်တွဲဒုက္ခတွေပေါ့နော်အဲ့တော့ဒီလိုဒုက္ခသည်တွေကအပြင်လည်းဟိုဒုက္ခသည်သက်ခတ်နေကိုအပြင်လည်းထွက်ခွင့်မရှိဘူးအလုတ်ကံလည်းလုခွင့်မရှိတဲ့ခါကျတော့အဓိကတော့ဒီလိုမျိုးဒါကမ္ဘာစားနှိတ်ခအဖွဲ့အစည်းထောက်ပံ့နေတဲ့ရိတ်ခါကိုပဲအဓိကမှုခိုးပြီးတော့စားတောက်နေရတာပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးမှာပါရိတ်ခါတွေကိုဒီဧပြီလကနေစပြီးတော့ဖျက်တောက်တော့မယ်ဆိုတာကို သိရတဲ့အတွက်ကိုဒါဒီဒုက္ခတွေတွေရဲ့အနာဂတ်ကဘယ်လိုမျိုးဆက်သွားမလဲဆိုတာကလည်းဆက်ပြီးတော့ဒါတောင်းကြည့်ရမယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဟိုပြောချင်တာကတော့ဒီရိခါတွေတက်သွားမယ်ဆိုရင်တော့သူတို့မှလည်းအပြင်းနဲ့ထွက်လို့မရဘူးဒီထောက်ပံ့တဲ့ရိခါတွေကိုပဲအဓိကမိကိုအားထားနေရတာဆိုတော့တော်တော်လေးတော့ဒုက္ခရောက်မဲ့အနေအထားလို့တော့ဒါဟိုမြင်မိရယ်ပေါ့နော်အဲ့ဒီအချိန်ကြီးကတော့ ဲ့ပါကိုအောင်ကျော်ရင်ဒီစာလေးကိုဖတ်ပြရင်းနဲ့ပဲကျမတို့ရဲ့ Talk to DPP အစီအစဉ်ကိုဘလို့အကြောင်းအရာနဲ့စာတွေကိုဘလို့ပုံစံနဲ့ရေးသားပေးပို့နိုင်လဲဆိုတာကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒါအပတ်စဉ်အင်္ဂါနေ့တိုင်းပေါ့လေထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ ဒါတော့ TV အစီအစဉ်ပေါ့နော်အင်္ဂါနေ့ကတော့ကျွန်တော်တို့အသစ်ထုတ်လွှင့်တယ်အဲနောက်ရက်ဒီမှာတော့ဆက်ပြီးတော့ထုတ်လွှင့်လည်ပေါ့နော်ဒါပြည်သူတွေကပေးစာတွေကိုကျွန်တော်တို့ကဖတ်ကြားပေးတဲ့အစီအစဉ်ဖြစ်ပါတယ်အဲဒီစာတွေကိုကျွန်တော်တို့ပေးပို့ရေးသားတော့မယ်ဆိုရင်လည်းဒုစုံတူဦးကိုထိခိုက်စေတဲ့အကြောင်းအရာမျိုးဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုခုကိုထိခိုက်နစ်နာစေတဲ့အကြောင်းအရာမျိုးနစ်နာစေတဲ့အကြောင်းအရာတွေမဟုတ်ဘဲနဲ့အဖွဲ့အစည်းတူဦးလူဒုစုံတယောက်ကိုပေါ့လေဒါ promotion လုပ်တဲ့ဟာပေါ့နော် ဒါသူတို့ကိုဒါဂုဏ်တင်ပေးတဲ့ဟာမျိုးပေါ့လေဒီလိုအကြောင်းအရာမျိုးတွေကိုကျွန်တော်တို့အနေနဲ့ဒါထုံးနေတက်ဆက်ပေးရတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီအကြောင်းအစီအစဉ်မှာတော့ပေါ့လေကုဒေတာပေါင်းချင်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေဒါမြင်တွေ့နေခံစားနေရတဲ့အကြောင်းအရာတွေရင်ဖွင့်စာတွေကိုပေါ့ရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာရေးသားပေးပို့တော့မယ်ဆိုရင်တော့ဒါအီးမေးလ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင် dot2dvb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် dot to dpp ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ကနေတစ်စင်းရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681112 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်ပြီးတော့ဖတ်ပြပေးခြင်းနဲ့စာကတော့ဒါပြပားရောက်တွေကိုစားဆိုပြီးတော့ပေးပို့လာတဲ့စာလေးတစ်တောင်ကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ Hello မင်္ဂလာပါတဲ့ dot to dpp နဲ့အဖွဲ့သားများခင်ဗျာကျေးဇူးပြုပြီးကျွန်တော်စာလေးကိုပြပားရောက်တွေကိုစား ဖက်ပြပေးစီခြင်းပါတယ်တဲ့ကျွန်တော်တို့ဟာမိဘမိသားစုနဲ့အချင်းကြာကြီးခွဲခွာပြီးတော့နိုင်ငံညမှာအလုပ်လုပ်နေကြရတာပါအရင်ကိုဗစ်နဲ့ကိုစစ်ကြောင့်အိမ်မပြန်နိုင်ခဲ့ပါဘူးခင်ဗျာ2021ကတော့အိမ်ပြန်လိုက်နိုင်ပါတယ်အဲ့ဒီတုန်းကတော့မှမရရ OWIC ကတ်တွေလုံးလိုက်ရပါတယ်အထွက်အဆင့်ပြောင်းအောင်ဆိုပြီးတော့လုံးလိုက်ရတာပါစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေဘလို့မှနေလို့မရတဲ့ပြပထွက်နေရတယ်ဆိုတာသတင်းတွေဖတ်ရလို့စိတ်မကောင်းဖြစ်ရတယ်လို့ ို့ကြံခဲ့တဲ့တူတွေအတွက်လည်းစိတ်ပူမိပါတယ်အခု2025ခုနှစ်မှာလည်းအိမ်ပြန်ဖို့မသေးချာသေးပါဘူး DPPA အခုချိန်မှာအားလုံးခက်ခဲနေရဆိုတာကတော့သိပါတယ်စစ်ကောင်စီရဲ့မတရားဥပဒေတွေထုတ်ချင်သလိုထုတ်လူတွေကိုရသလိုဖိနှိပ်ပြီးမြောက်ကိုရီးယားဇက်သွင်းနေရကိုမြင်ရတော့အဆုံးသတ်အောင်တော်လန်ရေးအတွက်တတ်နိုင်သလောက်ပံ့ပိုးဖြစ်ပါတယ်တော်လန်ရေးဘယ်တော့ပြီးမလဲဆိုတာကိုမသိပေမဲ့ကိုမျိုးကိုရွာတော့လမ်းမိပါတယ်ဒါပေမဲ့ ကျွန်တော်တို့ကအဝေးရောက်နေပြီမဲ့မြန်မာပြည်ကလူတွေနဲ့ရှင်ဒုက္ခဆိုတာဘာမှမဆိုးတလောက်လေးပါပဲ DVP ကိုအမြဲအားပေးနေပါတယ်ကျေးဇူးပြုပြီးတော့အိမ်ကအဝေးရောက်သူတွေကိုစားဖက်ပြပေးပါခမားဆိုပြီးတော့လက်ရှိပြည်ပမှာရောက်ရှိနေတဲ့သူအားနေပြီးတော့ပြည်ပရောက်ပြီကိုစားဒါဖက်ပြပေးသိခြင်းနဲ့အစားလေးပေါ့နော် လက်ရှိပြည်ပမှာအခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ်ပြည်တွင်းမှာလည်းဒုက္ခတွေအများကြီးရင်ဆိုင်ကြုံတွေ့နေရတယ် ဒါပေမဲ့ပြည်ပမှာရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲဆိုတာကဒါပြည်တွင်းမှာရှိနေတဲ့သူတွေတော့တော့မခံစားရဘူးပေါ့နော်။ဒါဆိုပြည်တွင်းမှာကဒါမတရားတဲ့ဥတွေတွေမတရားတဲ့အမိန့်တွေအောက်မှာပြည်သူတွေကနေပြီးတော့ဒါဒုက္ခတွေကိုခါးသီးပြီးတော့ရင်ဆိုင်ခံစားနေရတယ်။ဒါပေမဲ့ပြည်ပမှာရောက်နေတဲ့သူတွေကလည်းအိမ်ကိုဒါလွမ်းတယ်၊မိသားစုတွေကိုတတိရတယ်အစီအမျိုးသားချင်းတို့တတိယရတယ်ဒါပေမဲ့မပြန်နိုင်ကြဘူးပေါ့နော်ဒါဒီလိုအခြေအနေမျိုးကိုရေးသားရင်ဖွင့်လာတဲ့စာလေးကိုဒါပြပရောက်တွေကိုစားပေါ့လေရေးသားရင်ဖွင့်လာတဲ့စာလေးကိုအားလုံးသိအောင်ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ပါထပ်ပြီးတော့ဖတ်ပြချင်တာကကျွန်တော်ကတနင်္သာရီတိုင်းကျွန်းစုမြို့နယ်ကပါတဲ့ကျွန်းစုမြို့နယ်လင်မလိုကြီးရွာမှာတဲ့တစ်ခိုးထုတ်သူများတစ်ဝဲနေသူများကိုထိရောက်အောင်အရေးယူပေးကြပါဓာတ်ပုံတွေလည်းပူတွဲပေးပို့လိုက်ပါတယ် တစ်ဖမ်းတော့မယ်ဆိုရင်ရွာကတစ်မောင်ခိုတွေကိုမြို့နယ်ကအကြောင်းကြားလိုက်ပါသည်အဲ့ဒီတော့ရွာကတစ်တွေကိုဖျောက်ဖျက်ဖို့အချိန်ရသွားပါသည်တဲ့တစ်တော်ပြုံးတိမှုတွေမဖြစ်ရအောင်ဝိုင်းဝန်းတားဆီးပေးကြပါခမတဲ့တင်မလို့ရွာအနီးကစင်ချောင်းထဲမှာလည်းတစ်ခိုးထုတ်နေကြပါသည်တစ်တော်ပြုံးတိနေပါသည်တဲ့ရေများလည်းခန်းချောက်နေပါသည်နိုင်ငံတော်ကသိအောင်သတင်းအဖြစ်ထုတ်လွှင့်ပေးပါခမဆိုပြီးတော့ ဒီတနင်္သာရီတိုင်းနေရပေါ့နော်တစ်ခိုးထုတ်တဲ့အခြေအနေတွေကိုဖက်ပြရင်းနဲ့ပဲဒီဆီအာနာတင်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာတစ်ခိုးထုတ်မှုတွေတစ်တော့ပြုံးတိမှုတွေအများအများရှိတယ်ဆိုတာကိုကျွမ်းကျင်သူတွေကထောက်ပြထားတယ်လို့ DVV ကလည်းဒါတွေကိုစဉ်ဆက်မပြတ်သတင်းတွေထုတ်လွှင့်နားဆင်ပြီးတော့ထောက်ပြခဲ့ပါတယ်ရှင်အခုလိုစာရေးသားပေးပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလူမှုပေါ့လေဒါတတော်တွေကိုခိုးပြီးတော့ထုတ်တယ်မတရားတွေခိုးပြီးထုတ်သုံးဆွဲတယ်ပေါ့နော် အဲ့ဒီနောက်ဆက်တွေကဒါတဘာဝပတ်ဝန်းကျင်ခရီးစနစ်တွေပြည့်စည်ပြီးတော့ဒါရာသီဥတုဒဏ်တွေကိုဆူဆူဟောဟာဒါနောက်ဆက်တွေပေါ့ခန်းစားနေရတာပေါ့နော်အခုဆိုရင်လည်းဒါဒီလိုအခုကျုံးစုမျိုးနဲ့ဒါလင်မလိုကြီးရွာမှာပေါ့လေတကူထုံနေတဲ့အကြောင်းအရာလေးကိုဒါဓာတ်ပုံလေးတွေနဲ့တခါဒါပေးပို့လာတဲ့အတွက်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဓာတ်ပုံလေးဗီဒီယိုတွေကြည့်ရှုပြီးတော့ပေါ့လေသက်ဆိုင်တဲ့တောင်းဝန်ရှိသူတွေကလည်းအများဆုံးအရေးယူပေးနိုင်ဖို့အတွက်ကိုလည်းညှော်လင့်မိပါတယ်ခင်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ဖက်ပြပေးခြင်းတဲ့စာကတော့ဒီ ရှင်မျိုးနယ်ကညုံကွင်းမျိုးနယ်ကပေးပို့လာတဲ့ဒါလေးကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရင်ခွင်စာလေးပေါ့နော်အခုဖတ်ကြားပေးမယ့်စာကတော့ DPP အဖွဲ့သားများအားလုံးမင်္ဂလာပါကျွန်မကတော့ဖြူးမျိုးနယ်ကညုံကွင်းမျိုးကပါကျွန်မတို့နိုင်ငံနဲ့တရုတ်နိုင်ငံလုံခြုံရေးအတွက်ဆိုပြီးဝင်ရောက်လာတဲ့လက်နက်ကင်ဆောင်ထားတဲ့တရုတ်နိုင်ငံသားတွေကိုအမြန်ဆုံးညှဉ်ထုတ်ပေးစီခြင်းပါတယ်ကညုံကွင်းအရှိချင်းမြန်တက်ရင်439တက်မှာလက်နက်ကြီးတွေနဲ့နှိမ့်စင်ရန်တပ်ပစ်ခတ်နေပါတယ် ဂျွာရီမလူတွေအားလုံးရှောင်တိန်နေကြရပါတယ်အိမ်မြို့ပေါ်အိမ်ကားတွေကလည်းအစမတန်ဈေးတွေတင်တောင်းနေကြတော့တိန်ရှောင်နေတဲ့ပြည်သူတွေကနေပြာမရှိဒုက္ခဖြစ်နေကြရပါတယ်ဒီစာလေးကိုဖတ်ကြားပေးမယ်ဆိုရင်အရန်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဖြူမြို့နယ်ကညွတ်ကွင်းမြို့နယ်မှာရှိတဲ့ဒေသခံတောင်ကရင်ပွင့်စာလေးပေါ့နော်သူရေးထားတဲ့အကြောင်းအရာမှာတော့ဒါဟိုအကြောင်းအရာက၃လောက်တော့ဖြစ်နေတာပေါ့နော်ပထမအကြောင်းအရာတစ်ခုကတော့ ဒါတရုတ်နိုင်ငံကနေပြီးတော့ဒါလုံခြုံရေးအတွက်ဆိုပြီးဝင်လာတဲ့လက်နက်ကင်ထားတဲ့တရုတ်နိုင်ငံသားတွေကိုဒါအများဆုံးနှစ်ထုတ်ပေးဖို့ဆိုတဲ့အကြောင်းအရာတစ်ခုပါတယ်။အဲပြီးပြီဆိုရင်ကျွန်တော်တို့ဒီချင်းမြန်တက်ရင်း439ပေါ့နော်။အဲ့တန်ရနေပြီးလက်နက်ကြီးနဲ့ဒါရန်တပ်ပစ်ခတ်နေလို့ဒေသခံတွေဒုက္ခရောက်နေရတဲ့ဆိုတဲ့အကြောင်းအရာလေးလည်းပါတယ်။နောက်တစ်ခုကတော့အဲ့လိုစစ်ပေးချောင်းနေရတဲ့ဒုက္ခသည်တွေကိုဒါမြို့ပေါ်မှာပေါ့ကြောင်းရှိပြီးနေရတဲ့ဟိုများသောအားဖြင့်ကတော့ကြီးရွာတွေမှာအဲ့လိုတိုက်ပွဲတွေဖြစ်တဲ့ခါကျတော့အများစုကမြို့ပေါ်မှာကြောင်းရှိပြီးတော့နေထိုင်နေကြရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး မြို့ပေါ်ပြောင်းရွှေ့လာတဲ့သူတွေကိုမြို့ပေါ်မှာရှိတဲ့အိမ်ငားတွေအိမ်ရှင်တွေကနေပြီးတော့အိမ်ငားကားတွေအစမတန်ဒါတောင်းတဲ့အတွက်ကိုဒါဒုက္ခရောက်နေရပါတယ်ဆိုတော့ရင်မွှေးသားလေးကိုအားလုံးသိအောင်ဖတ်ကြားပြသပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါတစ်ဆက်ထဲမှာပဲပေါ့လေကျွန်တော်တို့ရဲ့ဒီ talk to dvb အစီအစဉ်ကိုစာရေးရေးသားပေးပို့တော့မယ်ဆိုရင် ဓာတ်ပုံတွေဗီဒီယိုတွေနဲ့တကွရင်ဖွင့်စာတွေကိုလည်းပေးပို့နိုင်သလိုကိုယ့်ရဲ့ data ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုလည်းရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာရေးသားပေးပို့ရမယ်ဆိုရင်တော့ကျွန်တော်တို့ကြပြာတွေပေးပို့နိုင်တယ်ပြီးရင်ကျွန်တော်ရင်ဖွင့်စာတွေကိုယ့်ရဲ့ data ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဓာတ်ပုံလေးတွေဗီဒီယိုလေးတွေတို့ကရေးသားပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ကျွန်တော်တို့ email ကနေတစ်ဆင့်ရေးသားပေးပို့မယ်ဆိုရင်တော့ dot2dvv@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .tv ကိုရေးသားပေးပို့နိုင်ပါတယ်။ Viber ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681112469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတခါဖတ်ပြမယ့်စာကတော့ဒီတပတ် Talk to DBB ရဲ့နောက်ဆုံးစာလေးပါရှင် မင်္ဂလာပါတော့တူ DBB တဲ့ကျွန်တော်ကတော့မန္တလေးတိုင်းမြင်းကျန်ခရိုင်ကပါစစ်ကောင်စီက2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေပြီးပြစ်စည်းရလို့မှုငွေရလို့မှုအမျိုးပေါင်းစုံကိုရက်ကွက်ရုံးနဲ့ပေါင်းပြီးတော့မတရားအနိုင်ကျင့်ဆုံးဖြတ်ပေးနေကြပါတယ်ရက်ကွက်ထဲကတစ်လုံးနှလုံးသုံးလုံးဒိုင်တွေက လူမိုက်တွေနဲ့ပေါင်းပြီးနှလုံးတိုးခြင်းမပေးနိုင်ရင်အိမ်တွေကိုတိမ်ချိတ်ပိတ်တာ ခြံတွေကိုတိတ်နာမပေးနိုင်ရင်လူမိုက်တွေကိုငှားပြီးတော့တောင်းခိုင်းပါတယ်ထိုးတဲ့သူတွေက အပတ်ရှင်းဆိုတော့လွယ်လွယ်ကူကူမက်ဆေ့လေးတွေပို့လိုက်ကြရတယ်တပတ်ပြည့်လို့ထိုးလိုက်တဲ့ခဏန်းကထွက်မလာတော့ဒုက္ခတွေရောက်ကြရတယ်တဲ့ကျွန်တော်ပြောချင်တာကတော့ခေတ်ကာလမကောင်းတဲ့ကာလမှာထိုးသားတွေအနေနဲ့လဲငွေကိုဖြက်လန်းကမရှာကြပါနဲ့လို့ပြောချင်ပါတယ်တဲ့ဖတ်ကြားပြီးတဲ့ DBB အဖွဲ့သားတွေအားလုံးကျေးဇူးတင်ပါတယ်သတင်းမှန်တွေကိုအချိန်နဲ့တပြေးညီ ပြည်သူထံတင်ဆက်ဖော်ပြပေးနေလို့လေအထူးကျေးဇူးတင်လျက်ပါတဲ့ဟုတ်ကဲ့ပါဒီလောင်ကစားဝိုင်းရဲ့စိုးကျိုးတွေကိုဒီလောင်ကစားဝိုင်းရဲ့စိုးကျိုးတွေကြောင့်ပြည်သူတွေခံစားနေရတဲ့အတူပြည်သူတွေကလည်းဒီလောင်ကစားရဲ့အကျိုးဆက်ကိုဒီအကျိုးဆက်ကိုသိပြီးတော့ရှောင်ရှားနိုင်ဖို့ပြည်သူတို့အားရှင်ပွင့်ရေးသားလာတာပါဒီစာလေးနဲ့ပဲကျမတို့ dot to dpv အစီအစဉ်ဒီတစ်ပတ်အစီအစဉ်ကိုအဆုံးသတ်ကြမယ်နော်ဟုတ်ကဲ့ပါမမမွေးရေး ကျွန်တော်တို့ရဲ့အပတ်စဉ်ထုတ်လင်းတင်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့တိုင်းအစ်စ်ထုတ်လင်းပြီးတော့နောက်ရက်တွေမှာလည်းပြန်လည်ထုတ်လင်းပေးပါတယ်ရေးသားပြဖို့သူပေါ့တဲ့မြန်မာပြည်သူပြည်သားအပေါင်းကျမ်းမာဘေးကင်းကြပါစေလို့ကျွန်တော်တို့ရဲ့တောက်တူ TV အဖွဲ့သားတွေကဆုမွန်ကောင်းမြတ်တာပို့လိုက်ရပါတယ်ခင်ဗျာ thank you